လူတယောက်ပေါ်မှာတွတ်တာမှုတွေဆွလတ်မှုတွေများနေမတင့်တယ်မှုရှင်စရာကောင်းမှုဆိုရင်အတုပတင်ညာကိုပွားများရမယ်လို့သူဟောတယ်မတင့်မတဲ့ယွန်းစမွဲတွေကိုနှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့်တွတ်တာမှုကိုလျှော့ချလိုက်ရပစ္စည်းဥစ္စာပေါ်မှာတိတ်တွတ်တာနေတယ်မတုံးရဲ့မဆွဲရဲ့ဖြစ်လာပြီဆိုရင်အနိစ္စတင်ညာနဲ့လျှော့ချအနိစ္စတင်ညာဆိုတာ အေးဒီပစ္စည်းလေးငါမသုံးလို့ရှင်လေတနေ့ကျလို့ရှင်ငါကတော့လဲပစ္စည်းကိုစွန့်ရမယ်ပစ္စည်းကတော့လဲငါကိုစွန့်သွားမယ်တခုတည်းများယူသွားပါသွားမယ်လေကိုစွန့်သွားတယ်ခေါ်တာကိုကတော့လဲပစ္စည်းကိုစွန့်ပစ္စည်းကတော့လဲကိုကိုစွန့်ဖြစ်တယ်မသုံးမပြုဝဲနေရင်လည်းသူ့ဘာသူဟောင်းနှွမ်းပျက်စီးသွားမှာပဲအိဋ္ဌသဘောတရားအဲ့တော့ လုံးသိရင်လုံးရမယ်၊သုံးသိရင်သုံးရမယ်၊သုံးသိတဲ့အချိန်ကသုံးရမယ်ဆိုတဲ့မှန်ကန်တဲ့အတွေးပေါ်မူတည်ပြီးတော့ဆုံးဖြတ်အာနိစ္စတင်ညာနဲ့ရှင်းချပြီးတော့ကိုယ်ပစ္စည်းကိုသုံးတာပြောဖြစ်ရ